တံမြာတိတလုံးရှိုံနဲ့ဒီလိုအကျိုးကျေးဇူးတွေခံစားနိုင်ပါပြီ။တံမြာတိပပလီထားတဲ့၃လေးပြားကိုဖန်ခွက်တလုံးနဲ့ဥထည့်ရနွေးထည့်ပြီးတော့နေတိုင်းတောက်ပေးခြင်းအကျမ်းမာရေကိုအထူးအကျိုးပြုပါရစေ။တံမြာရေထဲမှာပါဝင်တဲ့ citric acid နဲ့ flavor noise တက်တီကသွေးပေါင်ခြင်းကိုထိန်းညှိပေးနိုင်ပြီးတော့သွေးကြောအတွင်းသွေးခဲခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။မနက်တိုင်းရေနွေးနွေးနဲ့တံမြာတိတလုံးကိုဖျော့တောက်ပေးခြင်းအအာရင်ပြေဝစေပြီးတော့ကြွတက်တာကိုတတ်တာစေပါရစေ။သွေးကိုတန့်စင်စေတဲ့အပြင်အဆုတ်ကိုလည်းအာဟာရဖြစ်စေပါရစေ။ ပုံမှန်တောက်သုံးပြီးရင်ဘိုက်ပူရာကိုရော့ကြစေပြီးကိုအလေးချိန်ကြစေပါရယ်။ခန္ဓာကိုယ်တွင်အစိတ်အောက်တွေကိုဖယ်ရှားပေးပြီးတော့ဝမ်းချုပ်တာကိုလည်းတတ်တာစေပါရယ်။အာယုံကြောအားနေတဲ့သူတွေအတွက်လည်းတံမြာကြီးနဲ့ပြားရည်ကစည်းစွမ်းကောင်းတက်လာပါပဲ။တံမြာကြီးကိုအေးညစ်ပြီးတော့ပြားရည်စစ်စစ်နဲ့ရောဆက်ကစနစ်တစ်ခွမှန်မှန်တောက်ပေးရုံပါပဲ။တံမြာကြီးဟာကျန်းမာရေးအတွက်သာမကအသားရည်နဲ့စပင်အလှပအတွက်လည်းအစွမ်းထက်တဲ့သဘာဝပစ္စည်းတစ်ခုဖြစ်ပါရယ်။ တံမြာသီးခုံကိုစားအနည်းငယ်နဲ့ရောပြီးတော့သွားကိုပုတ်တိုက်ပေးမယ်ဆိုရင်သွားတွေကိုဖြူဖွေးတောက်ပစေပြီးတော့ဂရင်းနဲ့ဇိုးတွေကိုလည်းပျောက်ကင်းစေပါတယ်။သွားကြိုက်ခဲနေတဲ့အခါမျိုးမှာလည်းတံမြာရီနဲ့ပလုတ်ချင်းပေးနိုင်ပါတယ်။အုံးရီနဲ့တံမြာရီရောဆက်ပြီးတော့တပတ်တစ်ခါလိမ့်ပေးရင်စပင်ကျွတ်တာကိုတတ်တာစေပါတယ်။ဥယျာပြာရိုင်းရန်ကျင်းနဲ့ပေါက်ထခြင်းအတွက်ဆိုရင်တော့ကြောက်ဥအကာရီနဲ့တံမြာရီရောပြီးတော့ဆန်ရွယ်အမြစ်ကနေလိမ့်ပေးကတနာရီခန့်အကြာရေပြန်ဆေးချပေးပါ။တလလောက်လုံးပေးုံနဲ့ဥယျာပြာတန့်ရှင်းပြီးပေါက်တက်ကင်းစင်သွားပါလိမ့်မယ်။ ငပြောသည်မှဲ့ချေထားတာကိုတံမြားရီတစ်ဆက်နှစ်ဆက်နဲ့ရောဆက်ပြီးတော့မျက်နှာနဲ့လက်ကိုလိမ့်ပေးပါအသားရီကိုချုံးမွေတန်ရှင်းစေပါရယ်ပြားရီဟင်းသီးရွက်စီနဲ့တံမြားရီတို့ကိုရောဆက်ပြီးလက်တွေတထောင်စစ်တွေနဲ့ကျန်းထော်နေတဲ့နေရာတွေကိုလိမ့်ပေးရင်လဲအသားရီကိုနူးညံ့စေပါရယ်ပူပြင်းချောက်တွေ့တဲ့နေရာဒီမှာချွေးထွက်တတ်တာစေဖို့ရင်ပူတတ်တာစေဖို့အတွက်တံမြားသီးရီကိုပြားရီတစ်စုံနဲ့ရောပြီးတောက်ပေးနိုင်ပါရယ်သွေးလေလေပတ်မှုကိုကောင်းမွန်စေအောင်သာမကချွေးထက်ခြင်းကိုလည်းတတ်တာစေပါရယ် တံမြာသေးထဲမှာပါတဲ့ဂလူးကို့စ်နဲ့တတ်ထုဓာတ်တွေကြောင့်ခန္ဓာကိုယ်ကိုအေးမြစေပြီးချွေးထက်ခြင်းမှာကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင်တံမြာသေးဟာကိုယ်လေးချိန်ကိုထိန်းညှိရမှာလည်းအထောက်အကူပြုနိုင်ပါတယ်။ညနေပိုင်းမှာတံမြာသေးတစ်လုံးနဲ့ပြားရည်ထမင်းစာစွန်သုံးစွန်းခန့်ကိုဖန်ခွက်ကြီးတစ်ခွက်ထဲမှာထည့်ပြီးတော့ရွနေဖြူနဲ့တမအောင်မွေကတကြားအနေနဲ့ထည့်ပြီးတောက်ပေးပါ။ဒီနီလန်းကယောဂမျိုးစုံကိုကာကွယ်နိုင်တယ်လို့ ညနေပိုင်းမှာဘိုင်းမစားတော့ဘဲစားကောင်းအိပ်ပျော်စီးမံဝမ်းမံဖြစ်စေကလူကိုဝါဖြိုးစေပြီးအသားရည်ကိုလည်းကြည်လင်စေပါရယ်။ဝါလုံးလို့ပင်ကျင်သူတွေကတော့ပြားရည်နဲ့မတောက်ဘဲတံမြာရည်တက်တက်တောက်တာကပိုကောင်းပါရယ်။ဒါမဲ့တံမြာရည်တောက်ပြီးတော့ဘိုင်ရှင်းလင်းသွားလို့အစာပိုစားမိတတ်တာကိုတော့သတိထားရပါမယ်။အစားမလျှော့ပဲစားမယ်ဆိုရင်တော့ပိန်ဖို့ခရင်သွားနိုင်ပါတယ်။တံမြာသီးမှာဘေးထွက်ဆိုးကျိုးမရှိသလောက်နေတာကြောင့်ပိန်သေးတွေထက်ပိုစိတ်ချရပါတယ်။ ဒါအပြင်ဘိုက်ခောက်ထူပြီးအစီများနေလို့အလားပြက်နေတဲ့သူတွေအတွက်လက်တွေ့ခုနှစ်ရက်အတွင်းတိတိသားသားဘိုက်ချက်ပြီးအစီကျစေမဲ့ဆင်းနီးလေးကိုမျှဝေပေးခြင်းပါတယ်။တံမြာသည့်တလုံးရဲ့၅ပုံတပုံခန့်ကိုလီးပြီးတော့အကျမ်းမကန်လုံးလေးကိုအေးညစ်ပါပြီးရင်အုံးစီ၃လေးဇက်ခန့်ထည့်ပြီးဂလုံးရစာမိကတိစတဲ့လိန်စီတမျိုးမျိုးကိုတစ်ခါလိန်စာအနေတော်ထည့်ကတမအောင်ဝှေ့ပေးပါအဲ့ဒီဆေးကိုညအိမ်ရောင်ဝင်းကနေတိုင်းဆေးကိုအသားထဲစိတ်ဝင်အောင်လို့ပိုလင်းပေးပါ ညစာကိုပုံမှန်ထက်လျှော့စားပေးရင်ပို့ပြီးတော့တိတိတသာသာဘိုက်ချက်စေပါရယ်။တပတ်အတွင်းတိတိတသာသာအစီနှင်းအခောက်တွေမရှိတော့တာကိုလက်တွေ့မြင်တွေ့ခန်းစားရမှာပါ။ဒါပေမဲ့အစာအိမ်သမားများကတော့တံမြာသီးပါဝင်တဲ့အတွက်ဒီနေ့လောက်မတုံးတင်ကြအောင်သတိပြုစေချင်ပါရယ်။ဒီလိုအဖို့တန်တဲ့တံမြာသီးရဲ့ကောင်းကျိုးတွေကိုသိရှိသွားပြီဆိုတော့ပရိသတ်ကြီးလည်းကျမ်းမာပြီးလှပတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှုနေ့စဉ်ဘဝမှာတံမြာသီးကိုထည့်သွင်းအသုံးပြုကြည့်ဖို့တိုက်တွန်းလိုက်ပါရစေရှင်။